2029ကြိမ်မြောက်စီကိန်းအခစားဘွဲ့တော်ရဲ့ကနုကရဲ့လေလောပြိုင်ပွဲနောက်ဆုံးပွဲစဉ်တွေကိုယနေ့ဒီဇင်ဘာလ13ရက်နေ့မှာနေပြည်တော်ငလိုက်ဆယ်မှာရှင်းပြကစားခဲ့ပါတယ်။ယနေ့မှာတော့မီတာ200အမျိုးသားအမျိုးသမီးကနုကရဲ့လေလောပြိုင်ပွဲ6ပွဲကိုရှင်းပြနေတာဖြစ်ပါတယ်။ ရှင်မြန်ကစားရမှာတော့ကရက်လေတူးချင်းလောက်အမျိုးသမီးပြိုင်ပွဲတွေမှာအင်ဒိုနီးရှားကပထမထိုင်းကဒုတိယမြန်မာနဲ့မလေးရှားကတတိယရရှိခဲ့ပါဗျာမလေးရှားဆောင်းမာရန်ကဒီယန်ကစားစကေပါနာင်းစပြေဒူလောင်ကမုန်ကင်ဒူလောင်ကအစီအစဉ်ဒီဒူပလာ မြူတာတူချင်းတော့ကနူးလေပြန်မှာတော့ထိုင်းကပထမအင်ဒိုနီးရှားကဒုတိယ VNN ကတတိယရရှိခဲ့ပါတယ်အမျိုးသားတူချင်းကရက်လေပြန်မှာတော့ထိုင်းကပထမစင်ကာပူကဒုတိယ VNN ကတတိယရရှိခဲ့ပါတယ်ကရက်လေအမျိုးသမီး၂ယောက်လောက်ပြန်မှာတော့စင်ကာပူကပထမမြန်မာကဒုတိယ VNN ကတတိယရရှိခဲ့ပါတယ်ကနူးလေ၂ယောက်လောက်အမျိုးသားပြန်မှာတော့ထိုင်းကပထမမြန်မာကဒုတိယအင်ဒိုနီးရှားကတတိယရရှိခဲ့ပါတယ် ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် Gold medalist from Thailand အမျိုးသမီးကရက်လေလေးရောက်တော့ပြောင်းမှာတော့မြန်မာကပထမထိုင်းကဒုတိယစင်ကာပူကတတိယရရှိခဲ့ပါတယ် နေ့မှာတော့ကနုကရက်လီလော်ပြမပွဲစဉ်တွေအားလုံးပြီးဆုံးသွားပြီးမြန်မာအသင်းအနေနဲ့ရွှေတင်ငွေနဲ့ဂျီတစ်ထပ်မံရရှိထားပါတယ်။မနက်ဖြန်မှာတော့အနောက်တိုင်းလီလော်ပြမတွေကိုစတင်ရှင်ပြန်ကစားမှာဖြစ်ပါတယ်။